ပရီးမီးယားလိမှာတရေနီတွေပြန်လာခြင်းတန်နေပါပြီ။စူပါစင်တနေ့ကနေညအင်္ဂလန်ပရီးမီးယားလိပွဲစဉ်36ပွဲကြို30ချက်နယူကာဆယ်နဲ့ချက်စီညနေ9:00နာရီခွဲရမတ်တူအဆင့်4နဲ့5တို့ရဲ့တွဲဆုံမှုဖြစ်လို့ချန်ပီယံလိဝင်ခွင့်အတွက် အဆုံးအဖြတ်ပွဲတစ်ပွဲဖြစ်လာနိုင်ပါတယ်။ငှက်ကြားတွေကပရီးမီးယားလိမှာအင်္ဂွင်း9ခွင့်ဆက်နိုင်ထားတာပါ။ဒါပေမဲ့အချင်းသစ်ပြားတွေကလည်းပရီးမီးယားလိမှာနောက်ဆုံး6ပွဲဆက်မရှုံးခဲ့ပဲ နောက်ဆုံး၃ဘွဲဆက်နိုင်ထားပါတယ်ကာဆယ်ကချက်စီးနဲ့အင်ခွင်တွဲဆုံမှုနောက်ဆုံး၃ဘွဲစလုံးမှာနိုင်ထားသလိုဒီယာဒီကာရာဘောင်းကအင်ခွင်တွဲဆုံမှုမှာလည်းနိုင်ထားပေမဲ့1988ခုနှစ်နောက်ပိုင်းကလေးကချင်းသစ်ပြားတွေကိုတရာဒီထဲမှာနှစ်ကြိမ်ဆက်မနိုင်ဘူးပါဘူးကာဆယ် level 60ဆိုပေမဲ့ rather me နေတဲ့လန်ဒန်သားတွေကစွန်စားရဂျိုနတ်စီမှာပါမန်ယူနဲ့ဝက်ဆန်ည9:45 ်ယူရိုပါလိမာသာဘလူဝဲတက်သွားပေမဲ့ပရီးမီးယားလိမာတော့မန်ရွဲ့အချင်းတွေကအမြင်မကောင်းပါဘူးတရဲနေတွေဟာနောက်ဆုံးပရီးမီးယားလိအိမ်ကွင်း၁၀ဝဲမှာလဲတန်းဆင်းသွားတဲ့ဆောက်တန်တန်နဲ့အစ်စစ်တို့ကသာနိုင်ထားခဲ့တာပါပေါ်တာလက်ထက်ရုံးကန်နေရတဲ့ဝက်ဆန်းကလည်းပရီးမီးယားလိမာနောက်ဆုံး၈ပွဲဆက်နိုင်ပွဲပျောက်ထားပါတယ်ဒါပေမဲ့အိုထရာဖိုးဟာဟမ်မာရီအမြင်တိုင်ပတ်တဲ့နေရာဖြစ်ပြီးအဲ့ဒီသွားကန်တဲ့နောက်ဆုံး၄ဂျင်စလုံးမှာလည်း အရှုံးနဲ့လှည့်ပြန်ခဲ့ရတာပါမန်ယူ လေဗယ်တရာအကျော်ပေးထားသလိုပရီးမီးယားလိမှာတရဲနီတွေပြန်လာခြင်းတန်ပါပြီနော်တင်ဟမ်နဲ့လက်စတာည9:45ချန်ပီယံလိဝင်ခွင့်ညှော်လင့်ကြအတွက်ဆို နော်တင်ဟမ်မဖြစ်မနေနိုင်ထားရမယ့်ပွဲပါ နော်တင်ဟမ်ဟာလက်စတာနဲ့အင်ကွင်းတွဲဆုံမှုနောက်ဆုံး၉ပွဲမှာလည်း၈ပွဲကိုအနိုင်ဆုံး၂ဂိုးနှုန်းသွင်းနိုင်ခဲ့ပါတယ်ဒန်ဆင်ဗီတာလက်စတာကတော့ဘီဂရက်ဘက်ကဘဝတူစောင့်တန်တန်နဲ့အတွေ့မှာ နိုင်ပွဲပြန်ရှာတွေ့ခဲ့တာပါဒါပေမဲ့မြေခွေးတွေဟာနောက်ဆုံးပရီးမီးယားလိ12ပွဲမှာ10ပွဲရှုံးထားပါတယ်တလုံး85အရှုံးနဲ့နော်တင်ဟမ်ကြေးကျန်းတလို့ခရစ်ဝူတို့ရဲ့ twin goal တွေကိုရေးထွက်ရမယ်ညပါစပါနဲ့ဖဲလစ်ည9:45စပါကယူရိုပါလိမှာဘောလူပွဲတက်ထားတယ်လို့ဖဲလစ်ကလည်းအန်ဖရီပလာမှာဘောလူပွဲတက်ထားတာပါဒီတစ်ပတ်ကျော်မှာဘောလူပွဲကိုစီကန်ရမှာဆိုတော့နှစ်သင်းစလုံးကလူချန် ကစားအားခြံနာမျိုးရှိလာနိုင်ပါတယ်။စပါကပရီးမီးယားလိမှာ၄ပွဲဆက်၊ဖဲလင်းစ်ကပရီးမီးယားလိမှာ၅ပွဲဆက်နိုင်ပွဲပြောက်ထားကြတာပါ။လက်ရှိမှာလည်းပရီးမီးယားလိမှာသူတို့အတွက်ဦးစားပေးမဟုတ်ပါဘူး။ဂိုးပေါင်းစည်း၃၁၀အရှုံးဆိုပေမဲ့ပြင်းစရာကောင်းတဲ့လန်ဒန်ဒါဘီဖြစ်လာပါပါ။လီဗာပူးနဲ့အာဆင်နယ်ည၁၀နာရီထိပ်ဆုံးနှစ်သင်းရဲ့တွဲဆုံမှုဆိုပေမဲ့ချန်ပီယံအဖြစ်ထွက်ပြီးသားမို့ရလက်ကအရေးမပါတော့ပါဘူး။ဂျိုးဂျန်နီရီဟာ ပရီးမီးယားလိမှာအင်ကွေ9ပွဲဆက်နိုင်ထားပါတယ်။ချန်ပီယံလိဘောလူပွဲနဲ့လွဲခဲ့တဲ့ဂန်နာတွေကလည်းပရီးမီးယားလိမှာနောက်ဆုံးအဝေးကွင်း12ပွဲဆက်မရှုံးခဲ့ပါဘူး။သူတို့ကြားကနောက်ဆုံးတွေ့ဆုံမှု6ပွဲမှာတော့၄ပွဲကနှစ်ဖက်သွင်းကို3ဂိုးနဲ့ထက်ရှိထားပါတယ်။ဂိုးပေါင်းစည်း390အနိုင်ရှိတဲ့အန်ဖရီမှာဂိုးတန်တញ្ញဉျံကြားရမှာပါ။